ဇလန်းတွဲတွေမှာတရုတ်ဆောင်ကားရုံမကလက်တွေမှာလည်းဟန်ဆောင်ကားပြီးမျက်နှာဖုံးမှန်ပေါ်ပေါက်လာတဲ့ကိုရီးယားမင်းသားကင်ဆူဟွန်အားလုံးမင်္ဂလာပါရှင်ဆယ်ဒီတိုင်းနျူးဘေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရ ကီဆိုဟွန်ကကိုရီးယားနိုင်ငံဝင်ငွေကောင်းဆုံးမင်းသားဖြစ်ပြီးသူ့ရဲ့ဇာတ်ကားကလည်းကမ္ဘာကျော်တဲ့ဒီတရုတ်ဆောင်ကောင်းသူတယောက်ပါ။ကင်ဆိုဟုံးကိုကဘာတဝန်းကမိကလီပြိသက်တွေကတသက်လို့အားပေးကြပြီးရောအသက်36နှစ်ရွယ်တဲ့ထိတ်တဲမင်းသားနေရာကိုပိုင်ဆိုင်ထားသူပါမကားမှုဆိုတာစိတ်ကြွေရမရှိတဲ့အတိုင်းကင်ဆိုဟုံးရဲ့နောက်ကွယ်ကမျက်နှာဖုံးမှန်ကတော့ပေါ်ထွက်လာခဲ့ပါရီကင်ဆိုဟုံးကလွန်ခဲ့တဲ့လကခွဲလွန်သွားခဲ့တဲ့အသက်24နှစ်ရဲ့ဂင်ဆင်းရုံးနဲ့6နှစ်ကြာချစ်သူတွေဖြစ်ခဲ့ကြပြီးတော့လမ်းခွဲခဲ့ကြတယ်လို့ ဒီအပိုင်းမှာဂင်းစေးယွန်းရဲ့အတော်ဖြစ်သူကပေါ်ထုတ်လိုက်ပါတယ်။ဂင်းစွန်ဟောင်းစစ်မှုထမ်းနေချိန်မှာအပြန်အလှန်ပို့လာတဲ့စားတွေကလည်းထွက်ပေါ်လာတဲ့ပြင်ဓပုံတွေလည်းပြန်နေနေပါတယ်။ဂင်းစေးယွန်းကကလေးတယုတ်ဆောင်ဖြစ်အသက်9နှစ်ရွယ်ကလေးကကေထွန်းမှာဇလန်းတွေမှာတယုတ်ဆောင်ခဲ့သူပါ။ကင်းစိုဟောင်းနဲ့ကင်းစိယွန်းတို့ချစ်သူဖြစ်ချိန်မှာမင်းသမီးကတော့အသက်15နှစ်ရွယ်သားရှိပါသေးတယ်။ ဂင်ဆင်းယွန်းဟာအသက်24နှစ်ရွယ်မှာဖီးယားတန်ကိုမခံနိုင်တော့တဲ့ဂင်ဆင်းယွန်းကလွန်ခဲ့တဲ့လကလောကကြီးကနေထွက်ခွာသွားပါတယ်။သူထွက်သွားတဲ့နေ့ကတော့တက်တိုက်ဆိုင်ဆိုင်မင်းသားရဲ့မွေးနေ့ဖြစ်နေခဲ့ပါတယ်။မင်းသမီးရဲ့ကွယ်လွန်တဲ့တရင်ကိုဂင်ဆုံဟွန်ကသိပေမဲ့လည်းသူ့မွေးနေ့ပါတီမှာတော့ပျော်ပါနေခဲ့ပါတယ်။ဒီအပိုင်းမှာတော့ဂင်ဆင်းယွန်းကွယ်လွန်သွားမှုနဲ့နောက်ကွဲမှာဂင်ဆုံဟွန်ရဲ့ပရောဂါမကင်းတဲ့အကြောင်းတွေပေါ်ထွက်လာပါတော့တယ်။သူတို့နှစ်ယောက်ချစ်သူဖြစ်တဲ့အချိန်မှာဂင်ဆေရွန်ဟာ ထက်တန်းချောင်းသူပဲရှိသေးပြီးတော့မင်းသားနဲ့အသက်၁၂နှစ်ကျော်ကွာပါရီမင်းသားရဲ့အောင်မြင်မှုကိုထိခိုက်မှာစိုးရိမ်လာကြောင်းမင်းသမီးဘက်ကတော့တိုးတိုးတိတ်တိတ်ပဲနေထိုင်ခဲ့ပါရီဂိမ်းဆေယွန်းကတရက်မှာတော့အရက်မူပြီးတော့လမ်းဘေးက transformer ကိုကားနဲ့တိုက်မိသွားပါရီဒါကြောင့်ဂိမ်းဆေယွန်းဟာနစ်နာတဲ့ဆိုင်တွေအတွက်ငွေတွေချော်ရတယ်လို့သူနဲ့တူစားကြုပ်ချုပ်ထားတဲ့ကုမ္ပဏီတွေကလည်းအလုတ်တွဲမလုပ်ကြတော့လို့1900ရှော်လိုက်ရှာပါရီရှော်လိုက်ရတဲ့1900ကိုမင်းသားဂိမ်းဆွန်ဟုံးရဲ့အင်ဂျင်စီကခဏဆိုင်ထားပေးခဲ့တယ်လို့သတင်းတွေပေါ်ထွက်ခဲ့ပါရီ ဂိမ်းစေယွန်ကရုပ်ရှင်လေးဆက်မရိုက်ဖြစ်တော့တာကြောင့်ဝင်ငွေလည်းမရှိတော့ဘဲနဲ့ကော်ဖီဆိုင်မှာချိန်ပိုင်းလုပ်ကိုလေးဝင်လုပ်ခဲ့ရတဲ့အထိခက်ခဲသွားခဲ့ပါရီ အနောက်မှာတော့ Kim Soo Hyun ကလက်ခွဲလိုက်တဲ့ပြင် Kim Soo Hyun စိုက်ပေးထားတဲ့ငွေကိုပြန်မဆက်ရင်တရားစွဲမယ်ဆိုပြီးတော့တီးပေးခဲ့ပါရီ။ Kim Se Yeon ကကျွေးတွေလည်းတင်နေပြင်ရုပ်ရှင်လောကကိုလည်းပြန်ဝင်လို့မရပဲနဲ့ဘဝရဲ့ခက်ခဲဆုံးအချိန်မှာချစ်သူရဲ့လမ်းခွဲတာကိုလည်းခံလိုက်ရပါရီ။ Kobe ဆိုင်မှာအလုပ်ဝင်လုပ်တာကိုလည်းရှိုးလုပ်တယ်ဆိုပြီးတော့ social media သုံးဆွဲသူတွေကဆွဆွဲခဲ့ကြပါသေးတယ်။ Kim Soo Hyun နဲ့အတူရိုက်ထားတဲ့ဓာတ်ပုံကိုတင်လိုက်ချိန်မှာလည်းမင်းသားကိုနမည်ဖြတ်သူဖြစ်တိုက်ခိုက်ခံခဲ့ရပါရီ။နောက်ဆုံးမှာတော့ Kim Se Yeon ဟာသူ့ဘက်မှာဘသူမှမရှိ ရှိတော့တာကိုသိလိုက်ရှာပြီးတော့စိတ်ကြယောဂါကြောင့်လောကကြီးတွေကနေထွက်သွားပါတော့ရီသူထွက်သွားတဲ့နေ့ကတော့မင်းသားရဲ့မွေးနေ့ပဲဖြစ်ပြီးမင်းသားကတော့သူနဲ့မဆိုင်သလိုဟန်ဆောင်ကောင်းနေပါရီမင်းသမီးရဲ့မိသားစုကအချက်လက်တွေကိုသိချစူးစမ်းပြီးနောက်မှာသူ့เจ้าနေကိုဖော်ထုတ်လိုက်တာပါဟန်ဆောင်ကောင်းနေ Kimso Home ကတော့ မင်းသမီးကိုတပ်မပြေခင်မှာတွဲတာမဟုတ်ဘဲအသက်ပြည့်ပြီးမှတွဲခဲ့တာဖြစ်တယ်လို့ပြန်လည်ဖြေရှင်းထားပါတယ်။လက်ရှိမှာတော့ Gibson Home ကိုကိုရီးယားပြည်သက်တွေကစိတ်ပြတ်သွားကြပြီးသူ့ရဲ့ကြောင်ရည်ကိုဖြုတ်ချနေပါပြီ။မင်းဘုံစစ်မှန်တွေပေါ်ထွက်လာတဲ့ Gibson Home ကိုပြည်သက်ကြီးရောအားပေးကြအောင်မလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။တ िश ူအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။